K218B 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 นะ On the K218B ชื่อด้วยชินไนเนအဲ့ဒီကြွားလာတဲ့အလေး infrared ကိုကျွန်တော်ကဖမ်းလိုက်တယ် ဖမ်းပြီးတော့မှခုနစပက်ဖရန်နဲ့သူကအလင်းတွေကိုဖြန့်ချလိုက်တယ်ပေါ့နော်ဒိုင်းမဲတယ်လီစကုပ်နဲ့ဂျာမာနီစတာချင်းကိုထားလိုက်ပြီဆိုကျွန်တော်ဒီနေ့ကတော့ဒီပြီးခဲ့တဲ့သတင်းတစ်ပတ်ကဒီသတင်းမီဒီယာတွေမှာလှုပ်လှုပ်ရှားဖြစ်သွားတဲ့ K2 18b ဆိုရဲဒီမှာကျွန်တော်တို့ဒီတက်ရှိတွေကထုတ်လွတ်တဲ့စီဝအာ drop down တစ်မျိုးပေါ့နော် bio signature လို့ခေါ်တာပေါ့ဒီအဲ့ဒီ drop down ကိုရှာဖွေတွေ့ရှိရဲဆိုပြီးတော့ဒီ Cambridge University ရဲ့ရှာဖွေတဲ့အဖွဲ့ တစ်ခုပေါ့နော်။အောင်းဆောင်ကတော့ဒီအိန္ဒိယနိုင်ငံဘွားဒေါက်တာမဒူဆူရန်ကနေပြီးတော့မှထုတ်ပြန်ကြညာတယ်ပေါ့နော်။ထုတ်ပြန်ကြညာပြီးနောက်မှဒီတကဘာလုံးကနေပြီးတော့မှစိတ်ဝင်စားနေစောင့်ကြည့်ခဲ့ကြတယ်ပေါ့နော်။ဘလို့ထုတ်ပြန်တာလဲဆိုဒီ AK2 18B ပေါ့နော်။ကျွန်တော်တို့ကဘာနဲ့ဆိုရင်အလင်းနဲ့124နဲ့ပါဝေးမှာရှိတဲ့ဂျိုးတစ်ခုပေါ့နော်ဒီ K2ADB ဆိုတာအဲ့ဒီကနေပေါ်မှာကျွန်တော်တို့ Dime Signature လို့ခေါ်တဲ့ Dime Mi Dime Sapphire ပေါ့ DMS ဆိုရဲ drop bomb တမျိုးကိုသူတို့တွေရှာဖို့တွေးရှိခဲ့တယ်လို့ကြေညာခဲ့တယ်ပေါ့ဆိုတော့အဲ့ဒီဓာတ်ငွေ့ကဘာကြောင့် bio signature ဖြစ်တာလဲဆိုတော့ကျွန်တော်ကဘာမြေပေါ်မှာလဲထုတ်တယ်ပေါ့နော်ဘယ်ကထုတ်လဲဆိုတော့ကျွန်တော်ပင်လေရေမော်တွေကပေါ့နော်ဒီ phytoplankton လို့ခေါ်တာပေါ့အဲ့ဒီကနေပေါ်မှာထုတ်တဲ့ဓာတ်ငွေ့တမျိုးပေါ့နော်ဆိုတော့ဒီဓာတ်ငွေ့ကိုတွေးရှိရဲဆိုတဲ့သဘောကဒီပေါ်မှာတက်ရှိတွေရှိနိုင်တဲ့ရှိနိုင်ကြီးရှိတယ်ဆိုတော့အနေထားမျိုးကိုတက်ရောက်စေတယ်ပေါ့ ီဂျိုကျွန်တော်တို့ကဘယ်တော့စပြီးတွေ့ရှိတာလဲဆိုရင်2015ခုနှစ်ကပ်ပလာတယ်လီစကုပ်နဲ့လုပ်တဲ့ K2 mission မှာသူစပြီးတွေ့ရှိခဲ့တယ်2015မှာတွေ့ပြီးတော့မှသူက2019မှာကျတော့ scientist အဖွဲ့တစ်ဖွဲ့ရပါတော့နော်ဒီ K2 18B မှာကျွန်တော်တို့ပထမဆုံးအနေနဲ့ရင်ငွေ တွေ့ရှိရဆိုပြီးတော့ထုတ်ပြန်ကြညာခဲ့တယ်။သူအဲ့ဒီချိန်မှာတရားဟောလူတွေကစိတ်ဝင်စားမှုပို့ပြီးမြင့်တက်နေရပါတော့။သူတို့နေဖွဲ့စည်းမှဆိုရင် K218B နဲ့ K218C ဆိုပြီးတော့ရှိတယ် ် K2ADB ကအပူချိန်ရောက်ရှိမှုပမာဏ3ည100ဒီဂရီအတော်အတွင်းမှာရှိရဆိုရင်ကျွန်တော်တို့တက်ရှိတွေနေထိုင်နိုင်မှုအတွက်ကို habitable ဖြစ်တဲ့အဂျိုတခုဖြစ်တယ်ဗောနော်သူ့ရဲ့နေကိုကဘာအချိန်နဲ့ဆိုရင်33ရက်မှာပတ်ပတ်တယ်နောက်တစ်ခုသူ့မှာဒီဂျိုပေါ်မှာဆိုရင်တကယ်ကြီးမားတဲ့ ocean ဗောနော်သမုဒ္ဒရာကြီးရှိတယ် အဲသူ့ရဲ့လေထုဆိုရင်ဟိုက်ဒရိုဂျင်တွေအများစုရှိတဲ့လေထုဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်လည်းကျွန်တော်တို့ကသူ့ကိုနောက်တစ်မျိုးဘယ်လိုခေါ်သေးလဲဆိုရင် Hydrogen Planet ဆိုပြီးတော့သူ့ကိုခေါ်ဖို့သုံးလုံးနေပေါ့နော်2023ခုနှစ်မှာလည်းဒေါက်တာမဒူဆူရန်ကပဲကာဗွန်အောက်ဆိုက်ရဲ့မီသိန်းကိုတွေးရှိဆိုပြီးတော့ထပ်ပြီးကြေညာတယ်ကြေညာပြီးတော့သူအဲ့ဒီအချိန်မှာပဲ သူတို့ဒီမိတိုင်းဒိုင်မီတိုင်း survive ပေါ့ DMS ကို သူတို့ trace လုပ်နိုင်နေပေါ့เนาะဒါပေမဲ့အရင်တော့မသေးကြဘူးအဲ့ဒါရှီလောက်တယ်ဆိုရင်အနေထားမျိုးသူတို့တုံးသက်ခဲ့တယ်ပေါ့ဒါပေမဲ့အခုဒီ2025မှာတော့သူကအဲ့ဒီဓာတ်ငွေ့ရှိနိုင်တာဘလောက်ရာခိုင်နှုန်းသေးကြလဲဆို69.9ရာခိုင်နှုန်းလောက်ကိုသေးကြလဲဆိုပြီးတော့သူကဒီသတင်းထားတာတွေမှာသူသူ့ရဲ့ interview တွေမှာသူပြောတယ်ပေါ့เนาะ right i mean right now uh, the confidence we have is at a 99.7%, which means there is still a 0.3% chance that this. ဒီလောက်กว่าဝေးတဲ့အကွာဝေးမှရှိတဲ့ဂျိုတလုံးရဲ့ data ကိုကျွန်တော်တို့ဘယ်လိုရလဲပေါ့နော်သိပ္ပံပညာရှင်တွေဘယ်လိုရလဲဆိုတော့ကျွန်တော်တည်တလောက်လေးနည်းနည်းမျှဝေခြင်းနဲ့ပေါ့နော်အဓိကတော့ကျွန်တော်ဒီမှာမျှဝေပြီးမှာတော့ဒီသူတို့ရှောက်ဖွေတဲ့ပုံစံအအဓိက၃မျိုးကိုကျွန်တော်မျှဝေခြင်းနဲ့ပေါ့နော်ဒီအဲ့ထက်တော့ပိုရှိတယ်ပေါ့ဂျိုတွေကိုရှာမယ်ဆိုရင်သူကပထမဆုံးဘာကိုရှာလဲဆိုတော့သူတို့ကြဲကိုရှာတယ် အဓိကတို့အလင်းလာရာနေပေါ်မှာပဲကျွန်တော်တို့ရှာလို့ရတယ်အလင်းကရတဲ့အချက်လက်တွေနေပဲကျွန်တော်တို့တွက်ချက်ပြီးတော့ဒီဂျိုတွေခတ်မှန်းနေပေါ့နော်ကျွန်တော်တို့အခု solar system မှာဆိုရင်ဒီနေလုံးရအလယ်မှာရှိတယ်သူ့ကိုဘေးနာကျွန်တော်တို့ဂျိုးကြီးရှစ်လောင်းကလှည့်ပတ်နေပေါ့နော်နေကငိန်နေလို့ဟိုတိထားတာပေါ့တကယ်တမ်းဆိုတော့အဲ့လိုသူတို့ကမဟုတ်ဘူးတဲ့သူကဘယ်လိုလဲဆိုတော့ဒီနေကလည်းဂျိုးတွေကိုဆွဲသလိုဂျိုးတွေကလည်းနေကိုပြန်ပြီးတော့ဆွဲတဲ့ gravitational force တွေရှိတယ်ပေါ့ နေကနေပုံမှာဂျိုးဆွဲထားတယ်ဂျိုးဂျိုးရီကနေပုံမှာနေကိုပြန်ဆွဲချိန်မှာနေကလည်းအရွေးရှိတယ်အဲ့တော့ပြန်ဆွဲပြီဆိုတာနဲ့ဒီဂျိုးပတ်တာနဲ့ဒီနေကလည်းသူသူ့ရဲ့ဂျိုးပတ်လိုက်သူ့ရဲ့ဂျိုးပတ်လန်လေးအတိုင်းဝယ်သူကနေကနေလိုက်ပြီးတော့လှုပ်တယ်ပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့ကျွန်တော်တို့ကခက်မင်းနေဥပမာဒီဂျိုးရဲ့ site ကကြီးရဲ့ဆိုရင်ဒီနေရဲ့လောက်ခါမှုကသူကပို့ကြီးမြဲပေါ့နော်အဲဒါမှမဟုတ်ရင်ဂျိုးကတေးရဲ့ဆိုရင်နေရဲ့လောက်ခါမှုကအဲ့လောက်မများဘူးအဲ့လိုမျိုးတွက်ချက်ကြတယ်ပေါ့ radial velocity method လို့ခေါ်တယ်ပေါ့နော်အဲ့ဒီ radial velocity method နဲ့ကျွန်တော်တို့ကဘာတွေသိရှိနိုင်လဲဆိုရင်ဒီနေဖွဲ့ဈေးမှဆိုရင်ပေါ့နော်ဟိုဒီဂျိုရှိနိုင်လားမရှိနိုင်လားကိုဒိုင်းနဲ့တွက်ချက်တယ်နောက်တစ်ခုကဒီသူကဘယ် optic ကဘလောက်မှလှည့်ပတ်နေလဲဆိုတာကိုဒီအဲ့ဒီနေရဲ့ဒီလှုပ်ယမ်းမှုနဲ့ပေါ့နော်တွက်ချက်တယ်ပေါ့အဲ့ဒါကိုကျွန်တော်ကကပြောတဲ့ radial velocity method လို့ခေါ်တယ်ဒါပထမတစ်ချက်ပေါ့နောက်တစ်ချက်ကကြတော့ transit method လို့ခေါ်ပေါ့နော် transit method ဆိုတာဘယ်လိုလဲဆိုတော့ဥပမာကျွန်တော်တို့ dummy တစ်လက်ထိုးလိုက်တယ် အဲ့ဒမီရှေ့ကနေပေါ်မှာဒီအကောင့်လေးတစ်ကောင်ဖြတ်သွားတယ်ဒါမှမဟုတ်ရင်ဘောနော်အဲ့ဒီဒမီရှေ့ကတခုခုဖြတ်သွားလိုက်တယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ထိုးလိုက်တဲ့ဒမီကဟိုအရိပ်လိုလိုပေါ့နော်အရင်တော့အလင်းမရတော့ဘူးပေါ့နော်အဲအဲ့လိုပုံစံမျိုးပဲသူကဥပမာပြောရရင်တော့အဲ့လိုပုံစံမျိုးပဲဒီကျွန်တော်တို့ဒီဝေရလာတဲ့ကျွန်တော်တို့ကျဲရဲ့အလင်းကိုကျွန်တော်တို့စောင့်ကြည့်တယ်စောင့်ကြည့်ပြီးတော့မှဒီကျဲအလင်းကရုတ်တရက်မှိန်သွားတာတို့ရုတ်တရက်ပေါ့နော်သူလာတဲ့အလင်းပမာဏကယော့သွားတာလို့ဆိုရင်ဒါသိကြတယ် အတူရှိမှတခုဖြတ်နေပြီအဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့တွက်ချက်တယ်ဗောနော်ကျွန်တော်တို့နေဖွဲ့စည်းမှဆိုရင်ကျွန်တော်တို့နေရှေ့ကနေပြီးမှဂျူပီတာဖြတ်သွားတယ်ဆိုရင်ဥမာကျွန်တော်တို့နေကိုစောင့်ကြည့်နေလိုက်မယ်နေရဲ့အလင်းတွေကိုကျွန်တော်တို့ကဒီစောင့်ကြည့်ရဲ့စင်ဆာတွေထည့်ထားမယ်ဗောနော်နေရှေ့မှာဘာမှဖြတ်ဘူးဆိုရင်သူကနေရလာတဲ့အလင်းက100%ပဲဒါပေမဲ့နေရှေ့မှာတခုဖြတ်သွားပြီဆိုရင်သူကအဲ့နေရလာတဲ့အလင်းပမာဏကညော့သွားတယ်ဥမာနေကျွန်တော်တို့နေရှေ့ကဂျူပီတာဖြတ်ပြီဆိုရင်နေရဲ့အလင်း ဟို1%ညော့သွားတယ်ပေါ့နော်ဂျူပီတာရဲ့ပမာဏကြီးလို့ပေါ့ဟိုမှာကျွန်တော်တို့ကဘာဖြတ်ပြီဆိုရင်နေရဲ့အလင်းပမာဏ100မဟုတ်တော့ဘဲနဲ့99.99ရာခိုင်နှုန်းလောက်ပဲရှိတော့တယ်ပေါ့ဒါကြတော့ကျွန်တော်တို့ကဘာကျွန်တော်တို့ကဘာရဲ့ site ကတေးလို့ပေါ့နော်သူအလင်းကဟိုမှာထားတော့ဒီ33ရက်ကိုတစ်ခေါက်ရော့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 သွားတယ်ဆိုရင်ဒါ33ရက်မြောက်မှာသူကတပတ်ပတ်သွားတယ်အဲအဲ့လိုမျိုးကျွန်တော်တို့ကဒါယူဆလို့ရတယ်ပေါ့ဒါ transit method လို့ခေါ်တယ်ပေါ့နော်အခုကျွန်တော်တို့ဒီ dengue တွေကို ဟိုရရှိတဲ့နီလန်းကလည်းဒီ transit method ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဘယ်လိုခေါ်လဲဆိုတော့ transit spectroscopy လို့ခေါ်တယ် transit spectroscopy ဆိုတာဘယ်လိုလဲဆိုတော့ဒီကျယ်တရလာတဲ့အလင်းပေါ့နော်ကျယ်တရလာတဲ့အလင်းကိုကျွန်တော်တို့က spectrum ခွဲလိုက်တယ်အလင်းနဲ့အလင်းနဲ့ခွဲလိုက်တယ်ပေါ့ K2ADP ဆိုတော့ဗာနဲ့ကြည့်ရလဲဆိုတော့ဒီ James Webb Telescope နဲ့ကြည့်ရပါတော့။ James Webb Telescope ရဲ့ဒီ infrared sensor တွေနဲ့ကြည့်တာပေါ့။ဆိုတော့အဲ့ဒီအဲ့ဒီဂျိုးကလာတဲ့ အလင်း infrared ကိုကျွန်တော်တို့ဖမ်းလိုက်တယ်ဖမ်းပြီးတော့မှခုန spectrum နဲ့သူကအလင်းတွေကိုဖြန့်ချလိုက်တယ်ပေါ့နော်ပထမဆုံးနေကြီးကနေဂျိုမဖြတ်သွားခင်အလင်းကိုကျွန်တော်တို့ယူလိုက်တယ်ယူပြီးတော့ကျွန်တော်အဲ့ဒီကောင်ကိုဟိုထားထားလိုက်တယ်ပေါ့နော်နောက်တစ်ချိန်နေကြီးကဂျိုဖြတ်သွားတဲ့အခါမှာရောက်လာတဲ့အလင်းကိုကျွန်တော်တို့ထပ်ပြီးတော့ data ထည့်ယူတယ် data ထည့်ယူပြီးတော့မှအဲ့ကောင်လေး spectrum လုတ်လိုက်တယ် spectrum လုတ်ပြီးတော့အဲ့နှစ်ခုကို compare လုပ်တယ်အဲ့ဒီချိန်မှာဘာကွာွာလဲဆိုတော့နေရှိမှာဘာမှမကဘဲနဲ့ လာတဲ့အလင်းဆိုရင်အလင်းစပက်ထရမ်ကကျွန်တော်တို့ရှိရာ data အပြည့်ဝရမယ်ဒါပေမဲ့သူရှိမှဒီဂျိုတစ်ခုခုဖြတ်သွားရဲဆိုရင်တော့သူရှိရာလာတဲ့အလင်းကကျွန်တော်တို့အပြည့်ဝမရတော့ဘာကြောင့်လဲဆိုတော့ဥပမာ water fever ဆိုရင်ဘယ်အလင်း line layer နေမှာဘယ် line layer အထိကိုဒီဒီ water fever absorb လုပ်တယ်ပေါ့နော်ဒါဒီမိသိန်းဆိုရင်ဘယ် line အလင်းရဲ့ဘယ် line layer ဘယ် line layer အထိကိုဒီမိသိန်းတန်ငွေတွေကစုပ်တယ်ကျွန်တော်တို့ရောက်လာတဲ့အချိန်မှာဒီတချို့ line အလင်းတွေကမပါလာတော့မပါလာတော့တာကိုကြည့်ပြီးတော့မှကျွန်တော်တို့ကဒီဂျိုးကဒီရင်ငွေးရှိနိုင်တယ်ဒီဂျိုးမှာကာဗွန်ဒိုင်အောက်ဆိုက်ရှိတယ်ဒီဂျိုးမှာမီသိန်းရှိတယ်ဆိုတာကျွန်တော်ကဒီနည်းနေနဲ့လေ့လာတယ်ဗောနော်နောက်တစ်နည်းကတော့ direct method လို့ခေါ်တယ် direct method ကတော့ဒီဓာတ်ရိုက်အလင်းကိုယူတာဗောနော်အရန်တော့မလွယ်ဘူးဗောနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကကျယ်ရဲ့အလင်းကအရန်တောက်ပါတယ်ကျဲလင်းကအရန်တောက်ပါတော့ဒီဘေးနားကဂျိုးရဲ့ အလင်းကိုရဖို့အတွက်ကြတော့အရန်ခက်ခဲတယ်ပေါ့လူတယောက်ကိုနေအရန်ထိုးတဲ့ background မှာထားပြီးတော့ရိုက်တယ်ဆိုရင်ကျွန်တော်တို့ကကောင်းကောင်းတည်တည်ကြွယ်ကြွယ် capture မရတော့ဘူးပေါ့နော်ကျေဆိုရင်လည်းအရန်လင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီဂျိုတွေကိုဟိုအရန်ပြက်ပြက်တသားမမြင်နိုင်ဘူးဆိုတော့အခုနောက်ပိုင်းကျတော့သူကဘယ်လိုစဉ်းစားလာလဲဆိုရင်ဥမာခုနကကျွန်တော်တို့ဓာတ်ပုံရိုက်တဲ့ဥပမာနဲ့ပဲပြောမယ်ပေါ့နော်တကယ်လို့ကျွန်တော်တို့အဲ့ဒီအချိန်မှာ cut ကောင်းကောင်းရရင်လည်းပေါ့နော်ဓာတ်ပုံကောင်းကောင်းထွက်ခြင်းနေဆိုရင်အဲ့အလင်းကိုကျွန်တော်တို့က ဟို block လောက်လိုက်တယ်ကာလိုက်တယ်ပေါ့ကာပြီးတော့မှဒီကျွန်တော်လိုချင်တဲ့ target ကိုရှင်းရှင်းလင်းလင်းရအောင်ရိုက်တယ်ပေါ့ကျွန်တော်လိုချင်တဲ့အလင်းပမာဏကိုပဲဟိုကိုယ်တိုင်ဖန်တီးတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဟိုတင့်တင့်နဲ့ဟိုအလင်းပမာဏလောက်မှရိုက်တာဖြစ်ဖြစ်အဲ့လိုမျိုးတွေလောက်ကြတယ်ပေါ့နော်ရေဘူးရဆန်ဆန်စဉ်းစားတဲ့အတိုင်းပဲသိပ္ပံပညာရှင်တွေကလည်း ဘယ်လိုမျိုးသူတို့နောက်ပိုင်းဒီ direct method ကိုပိုကောင်းအောင်ဘယ်လိုလုပ်ကြမလဲဆိုပြီးစဉ်းစားလာတဲ့အချိန်မှာသူတို့ကအဲ့လို star shape လို့ခေါ်တယ်ပေါ့နော်။ cherry တွေကလာတဲ့အလင်းတွေကိုကာမဲ့ shape shape ကိုသူတို့ကဒီအကားသားတွေကိုလွတ်တင်လိုက်မယ်။လွတ်တင်မျိုးမှာအဒီ cherry ကလာတဲ့အလင်းကိုကာပြီးတော့မှသူ့ဘေးပတ်ပတ်လေးကလာမဲ့ဂျူရီရဲ့အလင်းကိုပဲတည်တည်ကိုယ်ရအောင်ရိုက်မယ်ဆိုတော့အနေထားမျိုးတွေနဲ့သူတို့ကအခုနောက်ပိုင်းစဉ်းစားလာတယ်ဆိုတော့သူကဘလိုနီးလဲဆိုတော့ကျွန်တော် star shape ဆိုတော့ ဟာကိုအခုကျွန်တော် web telescope တင်လို့ပေါ့နော် web telescope ဆိုတာလေကျွန်တော်တို့ကဘာပြေပေါ်မှာခောက်ထားတယ်ခောက်ပြီးတော့ဒီအာကာသတွေရောက်မှာဖြန့်ချလိုက်တယ်ပေါ့နော်အ star shape လဲလို့ပဲကဘာပြေပေါ်မှာသူကခောက်ပြီးတော့ ठी လို့ပဲပေါ့ဗျာနော် ठी လို့ပဲဒီကဘာပြေပေါ်မှာခောက်ထားတယ်ခောက်ပြီးတော့ဒီအာကာသတွေရောက်သွားရင်ဒီဒီ star shape view ကိုဖြန့်ချလိုက်မယ်ဖြန့်ချပြီးတော့မှဒီကျွန်တော်တို့ရိုက်ချင်တဲ့ဂျယ်နောက်ပြီးတော့ကျွန်တော်တို့ရိုက်မယ် telescope နဲ့ဂျားမှာဒီ စတားချစ်ကိုထားလိုက်မယ်စတားချစ်ကိုထားပြီးတော့မှကျွန်တော်တို့ကအဲ့ဒီကနေပေါ်မှာနေရဲ့အလင်းကိုကာပြီးတော့လှမ်းရိုက်မယ်ပေါ့နော်လှမ်းရိုက်တဲ့အချိန်မှာဒီကျွန်တော်တို့ဟိုနေရဲ့အလင်းကိုကာထားတဲ့အတွက်ကြောင့်ဘေးနားကဂျူရီရဲ့အလင်းကိုကျွန်တော်တို့တည်တည်ကွဲမြင်ရမယ်ပေါ့ဘာကြောင့်ကျွန်တော်တို့ကဒီလိုခက်ခဲခင်းနဲ့ရိုက်ယူခြင်းရတယ်လဲဆိုတော့ तू ကပိုပြီးတိကျနိုင်တယ်ပေါ့နော်ဘာကြောင့်ပိုကောင်းတာလဲဘာကြောင့်ပိုတိကျနိုင်တာလဲဆိုရင် तू ကဂျိုးလာတဲ့အလင်းကိုဓာတ်ရိုက်ရယူပြီးတော့မှ तू ကတစ်ခါတည်းကို spectroscopy နဲ့ အော်ပြန်ပြီးတော့ခွဲပြီးတော့ကြည်တာပေါ့အဲ့ဒါကြောင့်သူကပို့ပြီးတော့တိကျတိတိကျကျ data တွေကိုရနိုင်တဲ့အတွက်ကြောင့်သူတို့ကဒီ scientist တွေအထူးသားလာတာပေါ့ဒီသုံးကြီးမှာဆိုရင်အများဆုံးပေါ့ဒီ조တွေကိုရှာဖွေနိုင်တဲ့နီလန်ကတော့ဒီ transit method ပဲရှိရပေါ့နော် transit method နဲ့ကတော့အများဆုံးရှာဖွေနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒါကတော့ဒီကျွန်တော်တို့ကဘာရဲ့အပြင်ပေါ့နော်တခြားကဘာတခြား조တွေမှာကျွန်တော်တက်ရှိတွေရှိလားမရှိလားဆိုတာကိုစိတ်ဝင်စားတဲ့လူတွေအတွက်ကော knowledge နေနဲ့ဒီသိကျင်တဲ့လူတွေအတွက်ကိုကျွန်တော်ဝင်မြပေးခြင်းဖြစ်တယ်ဗောနော်ဗီဒီယိုလေးအဆုံးထိကြည့်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်